British Anime မင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လေးကြဆွန်လိုက်ပါရှင် British တွေ recording ဆက်ပေးမယ်တရင်ချောင်းနေကတော့အစိုးရတရုတ်ဆောင်ဆန်းဆန်းခန်းလိုက်ရဲ့မင်္ဂလာပွဲတရင်လေးပဲဖြစ်ပါရယ်မင်္ဂလာပါ British တွေဆန်းဆန်းခန်းလိုက်လို့ပြောလို့ရှင်မြန်မာနိုင်ငံမှာမသိတဲ့သူမရှိပါဘူးနော်ဆန်းဆန်းခန်းလာဟာဆိုလို့ရှင်မြန်မာ River Log ရဲ့ဆွန်ဦးတူးလို့မိခံထိုက်တဲ့သူဆယ်စုနှစ်တခုကြာကြာအောင် British ရဲ့အခိုင်အမာနဲ့ရည်တည်နေထိုင်တဲ့သူပဲဖြစ်ပါရယ် အောင်မြင်မှုကိုလည်းတာရှည်ထိတ်သိမ်းထားနိုင်ပြီးခေတ်နဲ့အငြိစည်းဝင်ပြောင်းလဲနိုင်စွမ်းရှိတဲ့သူဖြစ်ပါတယ်။သူဆိုခက်တမြတချင်းတိုင်းပေါက်ပြီးပြိတ္တတွေနဲ့လိုက်လျောညီထွေပြောင်းဆက်ဆံတတ်တတ်တူလည်းဖြစ်ပါတယ်။ ဆိုင်ဆိုင်ဟာမြွလွင့်နေတဲ့တိမ်ဆူတဲ့တချင်းနဲ့လူတိများလာခဲ့ပြီးထိုခေတ်ကမြန်မာပြည်နဲ့မရင်းနှီးသီးတဲ့ဂီတပုံစံနဲ့အတူဂီတလောကထက်ကိုဝေရောက်လာခဲ့တဲ့သူပဲဖြစ်ပါရယ်။စပေါ်ပေါ်ချင်းမှာတော့မကြိုက်ကြတဲ့သူတွေလည်းရှိသလိုအယူအမူအားပေးခဲ့ကြတဲ့ပရိသတ်တွေလည်းအများကြီးရှိလို့နေခဲ့လည်းဖြစ်ပါရယ်။ဒီကနေ့ဒီအချိန်မှာတော့ဆဆိုင်ခန့်လိုက်ရရှိုးတဲ့ဟေးဆိုရင်တော့ရုပ်ပြရုပ်ရှင်ဖြစ်ရတဲ့အချိန်အောင်မြင်နေပြီဖြစ်ပါရယ်။ဆဆိုင်ခန့်လည်းဟာဆိုလို့ရှိရင် အခုတစ်ခါမှဆိုရင်တော့အသက်40ကျော်လာပြီဖြစ်ပါရယ်။အနုပညာတက်တန်းတခြားတွဲ ခဲ့တဲ့ကောင်မလေးနဲ့လည်းတော်တော်လေးသတင်းထွက်နေခဲ့လည်းဖြစ်ပါရယ်အဲ့ဒီအထဲမှာအနုပညာဒီဥဆောင်မိသမီးဝမိုးရှိရင်လည်းပါတာဖြစ်ပါရယ်ဒီဥဆောင်ဝမိုးရှိရင်နဲ့ချစ်သူတွေဖြစ်ခဲ့ကြပြီးတဘောထားချင်းမတိုင်းဆန်လို့လမ်းခွဲတွားခဲ့ကြရတယ်ဖြစ်ပါရယ်အချိန်ကြာလာဒီနဲ့အများပရိသတ်တွေရဲ့ကြားမှာဆန်းဆန်းအင်ထောင်မပြုတ်သေးဘူးလားဆိုပြီးပြောဆိုနေကြတာကို တွေ့နေရပြီဖြစ်ပါရယ် ဆဆန်းရဲ့အမခန်ဂရိတ်တမင်းကလေးတွေကတော့ဆဆန်းအင်တာမပြုတ်သေးပါနဲ့အုပ်ဆိုပြီးပြောဆိုနေခဲ့ကြရလဲဖြစ်ပါရယ်အခုတစ်ခါမှဆိုရင်တော့ဆဆန်းဘယ်တော့အင်တာပြုတ်မလဲဆိုပြီးခဏခဏမေးနေကြတဲ့ဂရိတ်တ်တွေအတွဲဆဆန်းခန်းလန်ကတော့ပူပွင့်နေလေးပြောလာခဲ့ပြီဖြစ်ပါရယ်ကျွန်တော်ရဲ့တငယ်ချင်းတို့ဆိုရင်လည်းအများဆိုအင်ထောင်တွေကြပြီးမင်္ဂလာတွေဆောင်ကမိသားစုဘဝလေးတွေတည်ဆောက်ကြတာတွေ့တော့အញ្ញံကိုအားကျမိတယ် ်ဖြစ်ပါတယ်။ကိုကိုတိုင်းကလည်းကိုမိသားစုကိုတတမိမိလေးကိုတော့ပြုစုပြုထောင်ချင်နေပြီ။ဒါပေမဲ့အင်ထောင်ပြုဖို့ကတော့လိုပါသေးတယ်ဗျာ။ဒီနေ့ဒါမှမဟုတ်နောက်နေ့လည်းမဖြစ်နိုင်သေးပါဘူးခင်ဗျာလို့ပြောပြလာတာပဲဖြစ်ပါတယ်။ရိတ်တွေကတော့ဆဆိုင်ခလန်ကကိုယ်တိုင်အင်ထောင်ပြုပြီးတတမိမိလေးတွေကိုပြုထောင်ချင်နေပြီ ပြောဆိုတဲ့စကားအပေါ်မှာမကြခင်မှာ ဆက်ဆိုင်ခန်းလန့်တရားအင်ထောင်ပြုဖို့ဖြစ်နိုင်ချေများတယ်ဆိုပြီးမှတ်ချက်ပြုရေးသားချတာကို တွေ့ရှိနေရတယ်ဖြစ်ပါရယ်။ဟုတ်ကဲ့ပါပရိတ်တကြီးတွေပရိတ်တကြီးတွေအနေနဲ့ရောဆက်ဆိုင်ခန်းလိုက်ကိုအင်ထောင်ပြုခိုင်းစစ်ခြင်းမလားတမမဟုတ်မပြုစစ်ခြင်းဘူးလားဆိုတော့ကိုကမမပြောသွားခဲ့ကြပါဦးရှင်။